ကတော့ဒီလိုမျိုးလေးလာတယ်ကျွန်တော်တို့ အာဒါကတော့ကားဘက်ထရီကိုကျွန်တော်တို့ညှက်မဲ့ညှက်ကလေးပေါ့နော်โอเคအားလုံးမင်္ဂလာပါကျွန်တော်အခုမိတ်ဆွေတို့ဒီနေ့ရောင်းချပေးပြန်ပစ္စည်းတစ်ခုကကျွန်တော်တို့ power bank အနေနဲ့လည်းသုံးလို့ရတယ်ဓမီအနေနဲ့လည်းသုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့ကားဘက်ထရီတွေဝစ်သွားတဲ့အချိန်တိုင်းထောက်နေတဲ့ set အနေနဲ့လည်းသုံးပြရသုံးမျိုးเนาะအဲ့ဒါလေးကတော့ဗာလဲဆိုတော့ကျွန်တော်တို့ conclusion ကထုတ်ထားတယ် power bank နော်ကျွန်တော်တို့ car igniter လို့ခေါ်တာပေါ့နော် car start jump လို့လည်းခေါ်တယ် car igniter လို့လည်းခေါ်တယ်ဒီကောင်ကကျွန်တော်ဒီ car တွေတော်တော်များများကိုသုံးလို့ရတာပေါ့နော်ပြီးတော့ ဘယ်နှကြိမ်လောက်ကျွန်တော်တို့နှိုးလို့ရလဲဆိုရင်အားအပြည့်သွေးနေရဲဆိုရင်အကြိမ်50ခီကိုကျွန်တော်တို့တုံးလို့ရနော်ကျွန်တော်တို့ကားတစ်စီးကတော့အကြိမ်50လောက်တော့ကျွန်တော်တို့အဝတ်တာတော့မရှိဘူးဒါပေမဲ့အဲ့လိုမျိုးတုံးလို့ရတယ်ပေါ့နော်ကျွန်တော်အားဆိုရင်ကျွန်တော်ပြပေးမယ်ဆိုတော့ရစီလေးလေးဆိုတော့โอเคသူကတော့ဒီလိုမျိုးလေးလာတယ်ကျွန်တော်တို့အာဒါကတော့ကားဘက်ထရီကိုကျွန်တော်တို့ညှက်မယ်ညှက်ကလေးပေါ့နော်ဒီလိုမျိုး เนาะကျွန်တော်ညက်ကလေးကျိုးလေးထူထူလေးသုံးမိတာတယ်ကျွန်တော်တို့ကျိုးက tan AWG ပေါ့เนาะအဲ့ဒါရယ်ပြီးတော့သူ့ရဲ့ဒီအထဲလေးကအပြင်ကျိုးကလည်းကျွန်တော်တို့အာသွင်းမိုးအတွက်ကကျိုးအရှိကြီးကျွန်တော်တို့ထည့်ပေးတာပဲအဲသူကကျတော့ကျွန်တော်ဒီဘက်မှာဒီဘက်မှာသူ့ရဲ့ဒီခေါင်းထဲကိုကျွန်တော်တို့ထည့်လိုက်တာ ਨੇ စပြီးသုံးလို့ရပြီပေါ့เนาะအဲပြီးရင်ကျွန်တော်ဒီဘက်မှာသူ့ရဲ့ battery power bank အနေနဲ့လည်းအသုံးပြုလို့ရအောင်ကျွန်တော်တို့ဒီအဲ USB အပေါက်တွေပေါ့နော် USB အပေါက်တွေပါတယ် Type C အပေါက်လည်းပါတယ် Type C နဲ့အားသွင်းရတာဖြစ်တဲ့အတွက်အားသွင်းတာလည်းညံလိမ့်မယ်နော်အားဘယ်လောက်ရှိလဲဆိုတာလည်းကျွန်တော်တို့ဒီကနေကြည့်လို့ရအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ပုံမှန်ဈေးအရကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တသိန်းခွဲဝန်းကျင်လောက်တော့ကျွန်တော်တို့တန်တယ်ပေါ့နော်တသိန်းခွဲဝန်းကျင်လောက်ရှိမဲ့ဒီပစ္စည်းတစ်ခုပဲဖြစ်တယ်အဲဒါပေမဲ့ကျွန်တော်တို့ဒီကောင်ကိုဒီဗီဒီယိုကြည့်ပြီးဝယ်မဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တသိန်း2000နဲ့ကျွန်တော်ရောင်းချပေးပါမယ် နော်ကျွန်တော်တသိန်း2000နဲ့ရောင်းချပေးမယ်အဲဒီကောင်လေးကိုကျွန်တော်တို့မှာယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီရန်ကုန်မြို့ရင်းကိုကျွန်တော်တို့ delivery နဲ့ပို့ပေးပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်